မြမခင်းချင်းကရှုပ်ထွေးတဲ့ရှုပ်ထွေးလာပါတယ်။မင်းအောင်လိုင်းစစ်တပ်ကရွေးကောက်ပွဲလုပ်မယ်ဆိုတော့ပို့ပြီးတော့ရှုပ်ထွေးလာတာပေါ့။ဒီရှုပ်ထွေးမှုတွေရဲ့နောက်ွယ်မှာအဓိကကြတာကတော့အကျိုးစီးပွား interest ပါပဲ။မြမရေးကိုစိတ်ဝင်စားတဲ့နိုင်ငံတကာနဲ့ဒေသရင်းနိုင်ငံတွေမှာလည်းအကျိုးစီးပွားပြည်ရင်းကနိုင်ငံရေးအင်အားစုတွေမှာလည်းအကျိုးစီးပွားနဲ့ကြီးပါပဲ။အကျိုးစီးပွားမရှိသလောက်နဲ့တာလို့ပြောရရင်ဆေးရနာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှကိုမကြိုက်လို့တော်လန်နေကြတဲ့ပြည်သူတွေပဲရှိပါတယ်။ဒီလိုတော်လန်သူတွေကြားမှာတော့ပိုးကြိုက်ပိုးထိုးတွေပါလို့တော်တော်ညံအတန်းတွေကထွက်ထွက်လာတဲ့ပြန်မာတွေဘူမင်းအွန်လိုင်းရဲ့ရွေးကောက်ပွဲကစားကွက်ကိုအိန်းနီချင်းအင်အားကြီးတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကပေါ်ပေါ်တင်တင်ကိုဝင်ပါနေပါပြီ။တရုတ်ဟာသူ့နောက်ပေါက်လုံခြုံရေးအတွက်မြန်မာပြည်ကိုရေးပါတဲ့ဂျားကန်ဆုံးဖြစ်မြန်မာတွေဒါအပြင်ယူနန်ဒေသအပါအဝင် အခြားသောဒေသအတွက်လိုအပ်တဲ့စွမ်းအင်ဖြည့်တင်းရေးအတွက် ရေနံပိုင်လိုင်းလုံခြုံရေးကအသက်ပါပဲ။ဒါကြောင့်လည်းပိုင်လိုင်းလုံခြုံရေးအတွက်အဓိကကြပြီး CO2 ဆုံးရှုံးထားတဲ့လာရှိုးဒေသကိုအကျိုးစီးပွားတစ်ခုတည်းအတွက်ဂျောင်းဝင်ဖြည့်ရှင်ပြီးတိုင်းသားလက်နက်ကင်တော်လိုင်းတက်ဖွဲ့ EOS တွေလက်ကနေလူယူပြီးအကြမ်းဖက်စစ်တပ်စီပြန်ပေးခဲ့တာလို့သုံးသပ်နိုင်ပါတယ်။ရေရှားတပ်တူအတွက်တရုတ်ရဲ့လွှမ်းမိုးမှုအောက်ကရုံးထွက်ခြင်းတဲ့သဘောရှိပါတယ်။ ဒါကြောင့် EOS တွေစီကဒိုင်းရိုင်းယူနိုင်အောင်ဒုတိယကမ္ဘာစစ်ကကမ္ဘာကျော်ခဲ့တဲ့လီဒိုလန်းကို ပြန်လည်ပြင်ဆင်ပေးမယ်ဆိုပြီးခြေလန်းစထားပေးမယ်။မြောင်းလိုင်းတို့စေအိုစုရဲ့ရွေးကောက်ပွဲကိုလည်းတဖက်ကကူညီမယ်ဆိုတာကို ပေါ်ပေါ်တင်တင်ထုတ်ပြောထားပြီးဖြစ်ပါတယ်။အခြားသောအာဆီယံနဲ့ဒေသရင်းနိုင်ငံတွေအနေနဲ့မြမအရေးနဲ့ပတ်သက်ရင်အကျိုးစီးပွားကြီးကြီးမားမားရှိတာထိုင်းတစ်ခုတည်းပဲရှိတယ်လို့တောင်ဆိုရမှာပါ။ ူနိုင်ငံမှာလိုအပ်တဲ့အစ်စ်နိုင်ပြီးလာစာပေးရတာနဲတဲ့လောက်သားရာတူကြီးကမြန်မာပြည်မှာ ရှိနေတာကြောင့်ပါဒီနေရာမှာမြန်မာပြည်နဲ့ဝေးပေမဲ့ကဘာလုံးဆိုင်ရာအကျိုးစီးပွားနဲ့ဆက်ဆက်နေသူကအမေရိကန်မှာတရုတ်ကိုကန့်သက်ပြီးအိန္ဒိယကိုကြောသက်ထားခြင်းနဲ့အမေရိကန်တို့မြန်မာပြည်ဟာအတိုင်းအတာတစ်ခုထိအရေးပါဆဲဖြစ်ပါတယ်တရုတ်ရဲ့သမုဒ္ဒရာနှစ်ဆင်း policy အနောက်ကိုစန့်ကျင်မဲ့ခေတ်သစ်ပိုလန်မှစီမံကိန်းတို့ အရေးပါတဲ့လာရှိုးအပါဝင် ရှမ်းမြောင်လိုဒေသတွေဟာအမေရိကန်ဒရက်ဗျူဟာကြတဲ့ပထဝီဒေသဖြစ်ပါတယ်။ဒါကြောင့်တရုတ်ခေတ်စ်ပိုလန်မှစီမံကိန်း OBOR ဖြန့်လန်းမှပါတဲ့နိုင်ငံတွေကိုစီဟိယပီအားပေးတာဗန်နာယင်းစစ်မျက်နှာမှာအခွန်လက်နက်နဲ့ကန့်သက်တိုက်ခိုက်တာတွေဟာလည်းအမေရိကန်ရဲ့ဗျူဟာမြောက်ထိုးနှက်မှုတွေဖြစ်ပါတယ်။ဒီနေရာမှာရေးကြည့်တာကမြန်မာပြည်သူတွေရဲ့စိတ်ဆန္ဒပါ။မြန်မာပြည်သူတိုင်းဟာဆရာနာရှင်စနစ်ရဲ့စိုးကျိုးကို မျိုးဆက်လိုက်ခံထားရပြီဖြစ်လို့အကျွင်းကြံအောင်လက်မခံနိုင်တော့တဲ့အဆင့်ထိရောက်နေပါပြီ။ဒါကြောင့်လည်းမြမနွေဦးတော်လန်ရေးဟာအရင်အရင်ဖြစ်ခဲ့တဲ့လှုံ့ရှားမှုတွေလိုမဟုတ်ဘဲ၅နှစ်တာနှီးပါအထိ ရောက်လာတာဖြစ်ပါတယ်။အခုလဲဆက်ချမယ်။နောက်လဲဆက်ချမယ်ဆိုတော့ဟာလူလူရဲ့ပြတ်သားတဲ့တန်ဋိဌံဖြစ်နေပါတယ်။မြမနွေဦးတော်လန်ရေးမှာလူလူကပြတ်သားသလောက်ခေါင်းဆောင်မှုနေရာယူထားသူတွေကတော့ နိုင်ငံရေးနဲ့တန်တမာရေးအရတိကျစဉ်းစားချက်တွေရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့စဉ်းစားချက်အများစုဟာအရှိတရားနဲ့ကင်းကွာနေတယ်လို့မြင်ရတယ်လို့ခိုင်မာရှင်းလင်းပြသတဲ့သတင်းစကားပေးမှုနဲ့မူဝါဒချပြနိုင်မှုကဟုတ်မနေတာပါ။ပြည်ထောင်စုအဆင့်ဝန်ကြီးလောက်ကခြံမောင်းအဆောင်ကိုတောင်တွေးခွင့်မရတဲ့အခြေအနေဟာထီရမှုမရှိတဲ့တန်တမာရေးကြိုးပမ်းမှုပါပဲ။မြောင်းလိုင်းစေအုပ်စုရဲ့စီရေးရပြိုဆင်းမှုကိုကြည့်ရင်တစင်းတစက်ခွန်စစ်စင်ရေးကိုကြည့်ပါ။ တရုတ်ကြီးမီးစိမ်းပြလို့ဆိုတာအလုံးသိပြီးသားဖြစ်တယ်လို့ဒီတရုတ်ကြီးမီးနီပြလို့ပဲမြို့ကြီးတွေပြန်ပေးခဲ့ရပြန်ပါတယ်ဘေးကလျက်ကအင်အားကြီးသူတွေကြောင့်ရခိုင်မျိုးကိုစစ်တပ်ကခြေချခွင့်မရတယ်လို့ချင်းတောင်နှန်းကလေတောင် ရှူခွင့်မရတာကြည့်ရင် သူတို့ရဲ့ဒေတာရင်းရေးပောင်မှုကိုလည်းလစ်လျူရှူထားလို့မရပါဘူးထိုင်းနိုင်ငံကသာလက်မခံရင်တော်လိုင်းရုံးကန်မှုအခြေဆက်အာနယ်သွန်းနိုင်ကြီးရှိတာကိုကြည့်ရင်သူ့ကိုလည်းမေးထားလို့တော့မရပါဘူး ဒါကြောင့်ဒီမိုကရေစီစံနှုန်းပြတ်နေပြီးကမ္ဘာပေါ်စစ်ပစ်ချင်နေတဲ့အမေရိကန်ရဲ့ worldwide တကမ္ဘာလုံးအခြေပြုကစားကွက်တွေကိုနားလည်ဖို့လိုပါတယ်။အဲ့လိုပဲအိနီချင်းတွေနဲ့ပတ်သက်ရင်လည်းမြန်မာနယ်ဦးတော်လှန်ရေးဟာမြန်မာမျိုးပေါ်ကသူတို့ရဲ့အကျိုးစီးပွားအပြင်ဒေတာရင်းလုံခြုံမှုကိုချိန်ချောက်တာမဟုတ်ကြောင်းနဲ့မယောင်လိုင်းဆေးဥစုပြုတ်ကျရေးဟာပြည်ရင်းကိစ္စဖြစ်တယ်ဆိုတာကိုတိကျခိုင်မာတဲ့မူဝါဒတွေချပြဖို့လိုပါတယ်။ ဒီကနေ့ကမာကြီးဟာဥနုခေတုံးကအတိုင်းဘာဖြစ်ဖြစ်ခြံစည်းရိုးခွာထိုင်မယ်ဆိုရက်နိုင်ငံသားရေးမူဝါဒကိုကင်ဆွဲထားရမယ်ကာလမဟုတ်ပါဘူးကိုနိုင်ငံအကျိုးစီးပွားကိုသာဗဟုပြုပြီးကဘာနဲ့ချီကစားရမယ်ကာလပါအလုံးအကျိုးစီးပွားအခြေပြုအလုံးလုံးနေကြလဲပက်နေကြတဲ့ကမာကြီးမှာဧကဆိုင်ကျင့်တဲ့မူဝါဒတွေပဲကင်ဆွဲနေဦးမယ်ဆိုရင်ဆရာနာရှင်စနစ်ဟာအမြင့်နဲ့တဲ့နဲ့နဲ့တိုးဝင်ပြီးနိုင်ငံနဲ့လူလူကိုဒုက္ခပေးပါလေဦးမယ် အာဏာခွဲပြောင်းမှကြောက်နေတဲ့မင်းအောင်လှိုင်ဟာနိုင်ငံတကာတန်တမာရေးမျက်နှာပြင်မှာမြေပြင်အရှုံးကနေရွေးကောက်ပွဲနဲ့ထိုးစစ်ဆင်နေပါပြီ။ဒါကြောင့်တော်လိုင်းခေါင်းဆောင်ဆိုသူတွေဟာတရုတ်နဲ့အိန္ဒိယထိုင်းနဲ့မင်းအောင်လှိုင်ရဲ့အကျိုးစီးပွားကစားကွက်တွေကိုရှင်းရှင်းလင်းလင်းမြင်ပြီးလက်ရှိအရှိတရားနဲ့ကိုက်ညီတဲ့ပြည်တွင်းရေးဘိုးပြူမူဝါဒတွေနဲ့တံပြန်ထိုးစစ်ဆင်ရပါမယ်။ဒီလိုမှမဟုတ်ရင်ဖြင့်